ဒီကနေ့ပြောပြတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့သဘာဝတရားရဲ့အကြောင်းမဲ့ဖွယ်ရာစွမ်းအားနဲ့လူသားတွေရဲ့ခင်မီမျိုးပြရန်တရားကြီးတွေထိတိုက်တွေးဆောင်ကြတဲ့အခါမှာဖြစ်ပေါ်လာတဲ့အခြေအနေတွေအကြောင်းပဲဖြစ်ပါတယ်။ဒါက2025ခုနှစ်ရဲ့ အင်အားအပြင်းထန်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ဆူပါတိုင်ဖုန်းရာကစားတရုတ်နိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကိုတင်ပြပေးသွားပါမယ်။စက်တင်ဘာလ24ရက်နေ့ပေါ်တူနီမတိုင်ခင်တရက်အလိုဖြစ်တဲ့အင်ကန်လေးကတရုတ်နိုင်ငံရဲ့တောင်ဘက်ကင်ယူရန်တလျှောက်မှာရှိတဲ့မြို့ကြီးပြကြီးတွေဖြစ်တဲ့ရှန်ချန်နဲ့ဂျူဟိုင်းတို့အတွက်ပုံမှန်အတိုင်းပါပဲ။ကမ္ဘာအကြီးဆုံးကုန်ထုတ်လုပ်မှုနဲ့နည်းပညာဗဟိုချက်တွေရတစ်ခုဖြစ်တဲ့ရှန်ချန်မြို့ကြီးရဲ့လမ်းမတွေပေါ်မှာ တန်းနဲ့ချီတဲ့လူအပေါင်းတို့ဟာသူတို့ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလှုပ်ရှားလုပ်ကင်နေကြပါတယ်။တစ်ဖက်ကမိုးထီအောင်မြင်မာလာတဲ့ မှန်မိုးထိတိုက်ကြီးတွေရဲ့နေရံတွေကနေရာအောက်မှာတလလက်တောက်ပနေပြီးတော့ကမ္ဘာစီးပွားရေးရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကိုလေပတ်နေတဲ့မြို့ကြီးရဲ့တွက်လက်တဲ့အချိန်အဟုန်ကိုဖော်ပြနေပါတယ်ဒီလိုတက်ကြွအလှရှောင်းနေတဲ့မျိုးပြမြင်ကွင်းရဲ့နောက်ွယ်မှာတော့ဇိုးရင်ပူပန်မှုတွေတဖြည်းဖြည်းကြီးထွားလာနေခဲ့ပါတယ်တောင်တရုတ်ပင်လယ်ပြင်ပေါ်မှာရက်အနေငယ်ကြာအောင်းမွေးနေခဲ့တဲ့ရာဂါဇာလို့အမည်ပေးထားတဲ့တိုင်ဖွန်းမုန်တိုင်းက စူပါတိုင်ဖုန်းအဆင့်ကိုရောက်ရှိသွားပြီဖြစ်ပြီးတော့ပလဲမြဝကျွန်းပေါ်ဒေတာစီကိုတတဲမမက်ချိန်ရွယ်ထားရဆိုတဲ့သတင်းတွေကရုံမြင့်တန်ကြောင့်နဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်မျက်တပြင်းညီပြန့်နှံ့နေခဲ့ပါတယ်။တရုတ်မိုးလေဝသစီမံခန့်ခွဲရေးဌာနက အမြင့်ဆုံးအဆင့်ဖြစ်တဲ့အနီရောင်အဆင့်တတိပေးချက်ကိုထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ဒီမုံတိုင်းကတာမန်မုံတိုင်းတစ်ခုမဟုတ်တော့ဘူးဆိုတာလူတိုင်းသိလိုက်ကြပါတယ်မုံတိုင်းရဲ့တန်ရောက်မှုကပြင်းထန်ပြီးတော့အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့သတင်းတွေကြောင့်မြို့သူမြို့သားတွေကြားမှာမုံတိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေစတင်လာခဲ့ပါတယ်စိုင်းနေမှာရိတ်ခါနဲ့အရေးပေါ်ဆုံးပစ္စည်းတွေဝယ်ယူဖို့လူတွေပြုံတိုးဝယ်ယူလာကြပြီးတော့ကားလမ်းတွေပေါ်မှာတော့ မုံတိုင်းတန်ကနေရှောင်းတိန်နိုင်ဖို့ခီးနေနေတဲ့ရှင်တွေကြောင့်ရှင်ကျော်ဖေးဆိုးမှုတွေလည်းဖြစ်ပေါ်လာပါတယ်။အာနာမိုင်တွေကလည်းတုံးပြန်ဆောင်ရွက်မှုအနေနဲ့ကျောင်းနေရုံးနေနဲ့အများပြည်သူဆိုင်ရာလုပ်ငန်းတွေကိုပိတ်ထားဖို့ညွှန်ကြားလိုက်ပါတယ်။သွာလာပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့လေရင်ခီးစင်တွေနဲ့ရထားခီးစင်တွေလည်းရပ်ဆိုင်ခဲ့ပါတယ်။ ကုန်တင်သင်းမော်တွေကလည်းစိတ်ကမ်းမှာလုံခြုံစွာ ခုံလုံဖို့အတွက်ရန်နာထားရပါတယ်ဒီလိုအခြေအနေတွေကမုံတိုင်းမလာခင်မှာကြိုတင်ပြင်ဆင်မှုတွေဘလောက်အရေးကြီးရဲဆိုတာကိုဖော်ပြနေပါတယ်မုံတိုင်းလာတော့မယ်ဆိုတဲ့သတင်းကြောင့်လူတွေကအကြောင်းရုံမှုစိုးရိမ်ပူပန်မှုတွေအပြင်သူတို့ရဲ့ဘေးကင်းလုံခြုံမှုအတွက်စူးစမ်းပြင်ဆင်နေကြတာကိုတွေ့ရပါတယ်စတင်ပါလာ24ရက်နေ့ရောက်တဲ့အခါမှာတော့ခံမှန်းထားတဲ့အတိုင်းပဲရာဂါစာမုံတိုင်းကြီးကသူ့ရဲ့အင်အားပြေးွားတဲ့တရုတ်နိုင်ငံကွမ်တောင်ပြည်နယ်ရ ဲ့ဂိုင်းရန်ဒေတာကိုစတင်ရိုက်ခဲ့ပါတော့တယ်။တနအီကိုကီလိုမီတာ200ကျော်လုံးနဲ့တိုက်ခတ်နေတဲ့အလေပြင်းတွေကအရာဝတ္ထုတွေကိုအလွယ်တကူလွတ်ပြစ်နိုင်ပြီးတော့စွမ်းအားရှိပြီးတော့တန်တတားခဲ့သို့သောအရာဝတ္ထုတွေကိုတောင်မှစက်ကူစားတစားလိုပဲရေကူစွာလှင့်စွင်သွားနိုင်စေပါတယ်။ တချိန်တည်းမှာပဲမိုးရီတွေကလည်းကောင်းကင်ကနေသွန်ချနေသလိုအဆက်မပြတ်ရွာသွန်းနေတဲ့အတွက်ရှေ့ကိုမမြင်ရအောင်ကိုမြင်ခွင်းတွေကကန့်တက်လိုက်ုံသာမကမြင်းနေပိုင်းဒေသတွေမှာလည်းရေကြီးရေရှမ်းမှုတွေကိုချက်ချင်းဆိုသလိုဖြစ်ပေါ်စေခဲ့ပါတယ်။လမ်းတွေအိမ်တွေနဲ့အခြေခံအဆောက်အအုံတွေကလည်းရေလွှမ်းမှုခံခဲ့ရပါတယ်။ လူရေသန်း18သန်းကျော်နေထိုင်ရာဖြစ်တဲ့ရှန်ကျန်းမြို့ကြီးအတွက်တော့ဒီရိုက်ခတ်မှုကချက်ချင်းဆိုလိုပြင်းထန်ခဲ့ပါတယ်။အာနာပိုင်နေရအရေးပေါ်အခြေအနေကိုကြီးညာလိုက်ပြီးတာနဲ့မြို့တော်တစ်ခုလုံးကအရေးပေါ်ရပ်တန့်မဲ့အခြေအနေကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ Emergency shutdown အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။မုံတိုင်းမတိုင်ခင်တကယ့်အလိုမှာပဲလူတွေကားတွေနဲ့စီကားနေခဲ့တဲ့လမ်းမတွေကအခုတော့သုံးတန်တစ်ခုလိုတိတ်ဆိတ်ခြောက်သွေ့သွားခဲ့ပါတယ်။ဆက်ရန်တရားရဲ့စူညံတန်တွေလူတွေရဲ့လှောင်ရှား သွာလာတဲ့တွေမရှိတော့ပဲလေပြင်းတိုက်ခတ်တဲ့မိုးရေကြတဲ့နဲ့လမ်းပရအဆောင်အုံတွေတစ်ပင်တွေကျိုးပဲ့ပျက်စီးတဲ့နေရာလွဲရင်တော့ဘာသာမှမကြတော့ပါဘူးတချိန်ကအသက်ဝင်လှူရှာခဲ့တဲ့မြို့တော်ကြီးကအခုတော့မုံတိုင်းရဲ့အမျက်တော်သားအောက်မှာငိန်သက်တိတ်ဆိတ်နေကြရပါတယ်ရာဂါစာမုံတိုင်းရဲ့အင်အားပြင်းထန်မှုကခင်မီအင်ဂျင်နီယာနီးပညာနဲ့ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ ိုးမျောတိုက်ကြီးတွေကိုတောင်တပင်တွေလေတံကြောင့်ရိမ်းနေသလိုတိတိတသာလှုပ်ခါသွားစေခဲ့ပါတယ်အထက်မြင့်အဆောက်အုံတွေရဲ့ထိတ်ဆုံးထက်တွေမှာနေထိုင်ကြတဲ့သူတွေအတွက်တော့ဒါဟာကျောင်းမပွဲကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲတအိမ်လုံးတုံခါနေတဲ့ဘရင်းပေါ့မန်တွေပေါ်ကိုလေပြင်းတွေထိုးခတ်နေတဲ့တွေရလူရည်ရဲ့စိတ်ကိုအကြီးအကျယ်ချောင်းလန့်နေခဲ့ပါတယ်လေရဲ့ဖီအောင်မခံနိုင်တော့တဲ့ဘရင်းပေါ့မန်တွေရခွန်းဆိုတဲ့ကြေလောင်တဲ့အတန်နေနဲ့အတူကွဲအပ်သွားခဲ့ပြီးတော့မှန်စားတွေကအောက်ဖက်က လူသူကင်းမဲ့နေတဲ့လမ်းမတွေပေါ်ကိုမိုးဆက်တီလိုရွာကြလာပါတော့တယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာရှိတဲ့အေယာမဂရင်းတီတွေကအယုတ်တွေလိုလဲပြိုကျခဲ့တယ်လို့အဆောက်အုံပြင်ပမှာတက်ဆင်ထားတဲ့ညန်းစင်တွေကလည်းစုပ်ပြတ်သက်သွားပြီးတော့တထုအပိုင်းအစတွေသစ်သားပြားတွေကစီးပွားရေးဇုံတွေထဲမှာဘလူးပြန်တယ်လို့ပြန့်ကျဲသွားခဲ့ပါတယ်။မြို့တော်ရဲ့အရေးပါတဲ့အသွေးကြောတစ်ခုဖြစ်တဲ့ရှန်ကျက်မက်ထရိုရထားလိုင်းတွေကလည်းလုံခြုံရေးရပြည်ဆွေးမှုအားလုံးကိုရပ်ဆိုင်လိုက်ရပါတယ်။ နေပြည်တော်မှာရှိတဲ့အဝေးပြေးကားတွေနဲ့ရေပေါ်ကတို့သင်မောရီရဲ့ခီးစဉ်အားလုံးကိုလည်းဖျက်သိမ်းခဲ့ရပါတယ်။ပေါင် NFP ဆိုင်ရာလေးစိတ်မှာတော့လေရင်အားလုံးဒီပါမြေပြင်ပေါ်မှာပဲရနာထားရပြီးတော့လေစိတ်ဝန်ထမ်းတွေကလည်းလေစိတ်မှာမုံတိုင်းတန်ကနေပြီးတော့လေစိတ်တာမီနယ်တွေကိုမုံတိုင်းတန်ကနေကာကွယ်ဖို့အသေးအတန်ကိုစူးစမ်းနေကြရတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအင်းကြီးချင်းမျိုးတော်ဖြစ်တဲ့ ဂျူဟိုင်မျိုးကလည်းမုံတိုင်းရဲ့တိုက်ရိုက်သရမှုတံကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပါတယ်။ပလဲမျိုးကဂျုံမော့ဒီသားရဲ့အရေးပေါ်တဲ့မျိုးတစ်မျိုးဖြစ်တဲ့ဂျူဟိုင်ကမုံတိုင်းဒီရိုင်လိုင်းတံကိုအပြင်းထန်ခံခဲ့ရတဲ့အတွက်ကန်နာလန်းနေနဲ့မျိုးလေကောင်ကလမ်းမတွေကရှေးအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။မုံတိုင်းလေတံကြောင့်သစ်ပင်ကြီးတွေဆိုင်းပုတ်တွေမိတိုင်တွေကလဲပြိုခဲ့တဲ့အတွက် မြို့ရဲ့ပုံရိပ်ကအကြီးအကျယ်ပျက်စီးသွားခဲ့ပါတယ်။မြို့သူမြို့သားတွေကလည်းလျှက်စမီပြတ်တောက်မှုဒဏ်ဆက်သွယ်ရေးပြတ်တောက်မှုဒဏ်တွေကိုရင်ဆိုင်ခဲ့ရပါတယ်။မကအိုမြို့ရဲ့အနောက်ဘက်မှာတည်ရှိတဲ့ကန်ယူရန်မြို့ဖြစ်တဲ့ကျူဟိုင်မျိုးကရာဂါစာမုန်တိုင်းရဲ့အပြင်းထန်ဆုံးတိုက်ခတ်မှုကိုတိုက်ခိုက်ခံရတဲ့တိုက်ရိုက်ခံရတဲ့နေရာတွေတဲကတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်ပင်လယ်ကမ်းစမ်းတဲ့နေရာရက်ွက်တွေမှာပျက်စီးဆုံးရှုံးမှုကအလွန်ကြီးမားခဲ့ပါတယ်။လူနေတိုက်ခန်းအဆောက်အုံတွေရဲ့အမိုးတွေဟာ လေပြင်းတန်ကြောင်းစောင်းတထဲလိုလန်ထွက်သွားခဲ့ပြီးတော့မိုးရီတွေကအိမ်တွေတဲကိုတိုက်ရိုက်ဝင်ရောက်ခဲ့ပါတယ်။လမ်းချင်းတွေနဲ့ဈေးတွေထဲမှာတော့ရေတွေကဒူးလောက်အထိမြင့်တက်လာခဲ့ပြီးတော့လူတွေရဲ့အသက်မဝမ်းကြောင်းလုပ်ငန်းတွေကိုပါနှိမ့်ညွတ်စေခဲ့ပါတယ်။ပိုဆိုးတာကတော့ ်မုံတိုင်းတန်ဆောင်တအားလိုင်းတိုင်ကြီးတွေဖြိုးလဲပြီးဓာတ်ကြိုးတွေပြတ်တောက်သွားတဲ့အတွက်မြို့ရဲ့ရက်ွက်တော်တော်များကလျှက်စစ်မီလုံးဝပြတ်တောက်သွားခဲ့တာပါပဲညနေအချိန်မှာအရာရာက၆ချဝယ်ကောင်းလောက်အောင်မှောင်မိုက်နေပြီးတော့လေပြင်းတိုက်တန်တဲ့အတူလူတွေကကျောင်းမဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်မှုကိုခံစားနေကြရပါတယ်။အလင်းရောင်ဆိုလို့ဖျောင်းနိုင်ပြီးဒါမှမဟုတ်လက်ထဲကဖုံးပြီးအလင်းရောင်ကိုသာအားကိုးနေကြရပါတယ်။မုံတိုင်းရဲ့အကြီးအမားဆုံးသောစိန်ခေါ်မှုကတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်ပါပဲ လမ်းမတွေပေါ်မှာလဲပြိုနေတဲ့သစ်ပင်ကြီးတွေတိမ်မောက်နေတဲ့ကားတွေနဲ့နေရာအနှံ့ပြန့်ကျဲနေတဲ့အပြက်စီးတွေကြောင့်အကူအညီအလိုအပ်ဆုံးနေရာတွေကိုသွားရောက်ဖို့အလွန်ခက်ခဲခဲ့ပါတယ်။ဒေသခံစေယုံတွေမှာတော့လွင့်စင်လာတဲ့အရာဝတ္ထုတွေမှန်ကွယ်စားတွေထိမှန်ပြီးတော့ဒဏ်ရာရလာတဲ့သူတွေကိုလက်ခံကူသပေးနေခဲ့ရပြီးကယ်ဆယ်ရေးသမားတွေကတော့သူတို့ရဲ့အသက်ကိုပဒနာမထားဘဲအကူအညီတောင်းခံတဲ့တွေကြားရစီကိုအပြေးလွှားသွားရောက်နေခဲ့ရပါတယ်။ဒီလိုအခြေအနေတွေက ချူဟိုင်မြို့ရဲ့မြို့ပြအခြေခံဆောင်းအုံတွေစီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူလူထုရဲ့နေအိမ်ဘဝတွေကမုံတိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကိုဘလောက်အထိပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။တကယ်တော့ကွမ်တောင်းပြည်နယ်အာဏာပိုင်တွေကရာဂါစာမုံတိုင်းမဝင်ရောက်ခင်ကတည်းကကျူတင်ကဝေးလုပ်ငန်းတွေကိုအကြီးအကျယ်ဆောင်ရွက်ခဲ့ကြပါတယ်။အမြင့်ဆုံးအဆင့်ဖြစ်တဲ့အနီရောင်အဆင့်သတိပေးချက်တွေကိုထုတ်ပြန်ပြီးတော့ ကျောင်းနေအစိုးရယုံတွေကုမ္ပဏီတွေကိုပိတ်ထားဖို့ညွှန်ကြားခဲ့ပါတယ်။အထူးသဖြင့်ဂန်ယူရန်တခြားက NDA ရှိတဲ့ဈေးရွာတွေနဲ့ငါးခန်းလုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေကဒေသခံ25000ကျော်ကိုဘေးလွတ်ရာကိုကြိုတင်ပြောင်းရွှေ့ပေးခဲ့ပါတယ်။သူတို့အတွက်ယာယီခိုလုံရေးစခန်းတွေကိုလည်းဖွင့်လှစ်ပေးပြီးတော့ အစားအသောက်နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုလည်းအပြည့်အစုံထောက်ပံ့ပေးခဲ့ပါတယ်။ဘယ်လဲရေချောင်းသွားလာမှုကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့ပြီးတော့ငါးဖမ်းလေတွေနဲ့ကုန်တင်သင်းမောထောင်ပေါင်းများစွာကိုမုံတိုင်းမလာခင်မှာပဲစိတ်ကန်းတွေမှာဘေးကင်းလုံခြုံစွာကြောက်ချရနာထားဖို့အမိတ်ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုမျိုးမုံတိုင်းရဲ့အရှိန်အဝါကိုရှော့ချနိုင်မဲ့နီလန်းတွေကိုအစိုးရအကြိုတင်ပြင်ဆင်ထားပေမဲ့လည်းရာဂါဆိုင်ရဲ့အင်အားက လူတွေရဲ့မျောလင့်ထားတာထက်အများကြီးပိုပြီးတော့ပြင်းထန်နေခဲ့ပါတယ်။ဒါကြောင့်လေချိုတင်ပြင်ဆင်မှုတွေရှိနေပေမဲ့ပြည်နယ်ရဲ့အစိအပိုင်းတချို့ကမုံတိုင်းတံကိုအလူးလဲခံခဲ့ရပါတယ်။ဒီလိုအစိုးရရဲ့ချိုတင်ပြင်ဆင်မှုတွေကလူ့အသက်ဆုံးရှုံးမှုတွေကိုလျော့နှဲအောင် လုံဆောင်ပေးနိုင်ခဲ့ပေမဲ့လည်းစီးပွားရေးနဲ့အခြေခံအဆောက်အအုံတွေရဲ့ပျက်စီးဆုံးရှုံးမှုကိုတော့ အပြေအဝဓာစီနိုင်ခဲ့ခြင်းမရှိသေးဘူးဆိုတာကိုဖော်ပြနေပါတယ်။မုံတိုင်းရဲ့ပြင်းထန်မှုကအားလုံးရဲ့မျှော်မှန်းထားတာထက်ကျော်လွန်သွားခဲ့တာကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာစိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့လည်းခန့်မှန်းပါတယ်။ရာဂါစာမုံတိုင်းကလူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုချိန်ချောက်ခဲ့ရုံသာမကတရုတ်နိုင်ငံရဲ့စီးပွားရေးနှလုံးသဲဖို့လို့ဖြစ်နေတဲ့ဒီဒေသကိုလည်းအကြီးအကျယ်ထိုးနှံခဲ့ပါတယ်။ရှန်ကျန်းမြို့မှာဆိုရင်ဆက်ရုံအမိုးတွေပြိုကျပျက်စီးတာ ကုံလောင်ယုံနေအပြည့်အစည်းပုံဘဝကိုရောက်ရှိသွားတာတွေဖြစ်ပွားခဲ့ပြီးတော့ကျူးဟိုင်မြို့မှာတော့ဒေသခံစီးပွားရေးလုပ်ငန်းငယ်လေးတွေကဆိုင်ကဲမျက်နှာစာတွေကွဲအပ်ပျက်စီးပြီးဆိုင်ထဲကကုန်ပစ္စည်းတွေအားလုံးရေဆိုးပျက်စီးကုန်တဲ့အတွက် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့ကနအူးခမန်းချက်တွေအရ ထုတ်ကုန်ကုန်ထုတ်လုံးမှုထောက်ပံ့ပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးကဏ္ဍတွေမှာစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကရန်ငွေဘီလီယံပေါင်းများစွာရှိနိုင်တယ်လို့ဆိုပါတယ်။ပလဲမြဝကျွန်းပေါ်ဒေသကရှန်ကျန်းနဲ့ကွမ်ဂျိုးလိုတရုတ်နိုင်ငံရဲ့အလုံးရှုံဆုံးစိတ်ကန်းကြီးတွေတရှိရာနေရာဖြစ်ပါတယ်။မုံတိုင်းကျောင်းသင်မော်ရီရဲ့ကုန်တင်ကုန်ချလုပ်ငန်းတွေအားလုံးရပ်တန့်သွားခဲ့ရတဲ့အတွက်ကမ္ဘာအရေးအပါဆုံးထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကြီးတစ်ခုမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအားလုံးကြမ်းကြာကုန်ခဲ့ရပါတယ်။လေလာသုံးသက်သူတွေကတော့ဒီမုံတိုင်းကရာသီဥတုအခြေအနေတွေနဲ့ကမ္ဘာလုံးဆိုင်ရာသင်္ဘောကုန်စည်တည်ယူမှုကြမ်းကြာမှုတွေကြောင့် မုံလာကလေးကနေအကြံတဲတွေတွေ့နေရတဲ့ကဘာကုံစီကွင်းဆက်ကပို့ပြီးတော့ဆိုးရွားသွားစေနိုင်တယ်လို့သတိပေးနေကြပါတယ်။အထူးသဖြင့်ကဘာနီးပညာနဲ့ကုံထုံးလုပ်ရေးလုပ်ငန်းတွေရဲ့အဓိကဗဟိုချက်ဖြစ်တဲ့ဒေဒေတာမှာဖြစ်ပေါ်ခဲ့တဲ့အဆုံးရှုံးမှုတွေကကဘာစီးပွားရေးအပေါ်မှာရေရှည်တက်ရောက်မှုတွေရှိလာနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။ဒီလိုအခြေအနေတွေကသဘာဝဘေးအန္တရာယ်တစ်ခုရဲ့တက်ရောက်မှုဟာ ဒေသတွင်းမှာသာမကကပလုံးဆိုင်ရာအစင်အထိဘလို့တရားမှုတွေရှိလာနိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ရာဂါဇာမုန်တိုင်းကကုန်းတွင်းပိုင်းကိုရောက်ရှိလာတာနဲ့အမျှ တဖြည်းဖြည်းအားပြော့သွားပြီမဲ့အန်ဒီရဲကတော့လုံးဝပြောက်ွယ်သွားခြင်းမရှိသေးပါဘူးမော်လီဝဒပညာရှင်တွေကရေပောင်းများစွာစက်တိုက်ရွာသွန်းခဲ့တဲ့မိုးရေတွေကြောင့်မြေကြီးထဲမှာရေတွေဝနေတဲ့အတွက်တောင်တန်းဒေသတွေမှာမြေပြိုမှုရုတ်တရက်ရေကြီးမှုလိုမျိုးနောက်ဆက်တွဲ BND တွေဖြစ်ပေါ်လာနိုင်သေးတယ်လို့သတိပေးထားပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေကသတိရှိရှိနေထိုင်ကြဖို့နဲ့လုံခြုံရေးစည်းမျဉ်းတွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ ုံချုံရေးအတွက်ကွမ်တောင်းပြည်နယ်နဲ့အိနေစင်းပြည်နယ်တွေကိုဆက်သွယ်ထားတဲ့အရထားလမ်းတွေအဝေးပြေးလမ်းမကြီးတွေကိုလည်းယာယီပိတ်ထားခဲ့ရပါတယ်။အင်ဂျင်နီယာအဖွဲ့တွေကလမ်းတွေတံတားတွေကိုဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် စစ်စစ်ဆက်ဆက်ဆီးပြီးဘေးကင်းတယ်လို့အတည်ပြုပြီးမှသာဒေယူပို့ဆောင်ရေးလုပ်ငန်းတွေကိုပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အရေးပေါ်စီမံခန့်ခွဲမှုဝင်ကြီးဌာနကလည်းကွမ်တောင်းပြည်နယ်စီကိုအထူးလေးကျင့်ထားတဲ့ကေဇေးအဖွဲ့တွေ၊ဆေးဘက်ဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေနဲ့ ထက်ဆောင်အရင်းမြစ်တွေကိုဆေလွတ်ပေးနေပါတယ်။နိုင်ငံတော်ဓာတ်အားပေးကော်ပိုရေးရှင်းကလည်းလျှက်စမီပြန်လည်ရရှိရေးအတွက်အကြီးစားလုပ်ငန်းတွေကိုစတင်နေပြီဖြစ်သလိုဒေသဆိုင်ရာအစိုးရအဖွဲ့တွေကလည်းလမ်းတွေပေါ်ကအပြက်စီးတွေကိုရှင်းလင်းဖို့နဲ့ ဖြစ်စည်းသွားတဲ့အခြေခံအဆောက်အုံတွေကိုပြန်လည်ပြုပြင်ဖို့အတွက် လုံသားထောင်ပေါင်းများစွာကိုအသုံးပြုပြီးတော့ဆောင်ရွက်နေပါတယ်။ဒီလိုလုပ်ငန်းတွေကလက်တလောအခြေအနေကိုကင်တွယ်ဖြေရှင်းရမှာအရေးပါပေမဲ့လည်းမုံတိုင်းရဲ့တရားမှုတွေကိုအပြေအဝပြန်လည်ထူထောင်ဖို့အတွက်တော့အချိန်နဲ့ငွေကြေးအများပြားလိုအပ်နေအောင်ပါပါ။စီးပွားရေးလုပ်ငန်းတွေရဲ့ရန်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အဆုံးရှုံးမှုတွေကမ္ဘာကုန်စည်ကွင်းဆက်အပေါ်တည်ရောက်မှုတွေနဲ့ လူမှုရေးအရာ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကိုခိုင်တွယ်ဖြေရှင်းဖို့ကတော့အနာဂတ်မှာရင်ဆိုင်ရမယ့်အဓိကစိန်ခေါ်မှုတွေပဲဖြစ်ပါတယ်ရာဒီဥဒုပြောင်းလဲမှုရဲ့သတိပေးခေါင်းလောင်းတဲ့ရာဂါဇာမုန်တိုင်းက2025ခုနှစ်အတွင်းတရုတ်နိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့ရာဒီဥဒုဖြစ်စဉ်တွေကနောက်ဆုံးတစ်ခုမှသာဖြစ်ပါရယ်ဒီနေ့အစောပိုင်းမှာမြောက်ပိုင်းပြည်နယ်တွေမှာမကြုံစဘူးရေကြီးမှုတွေဖြစ်ပွားခဲ့တယ်လို့ နွေရာသီမှာလဲစံချိန်တင်အပူလိုင်းတွေကိုနိုင်ငံအနှံ့ကြုံတွေ့ခဲ့ရပါတယ်။ကျွမ်းကျင်သူတွေကတော့ဒီလိုမုံတိုင်းတွေကပုံမမကြာခဏဖြစ်ပွားလာခြင်းနဲ့တကြိမ်ဖြစ်ပွားတိုင်းမှာအင်အားပုံမပြင်းထန်လာခြင်းတို့ကရာသီဥတုပြောင်းလဲမှုရဲ့ဒိုင်းရိုက်တရားမှုဖြစ်တယ်လို့ထောက်ပြနေကြပါတယ်။ပုံမပူနွေးလာတဲ့သမုဒ္ဒရာရေပြင်ကမုံတိုင်းတွေအတွက်ဆွေးရည်တွေကိုပုံမဖြည့်ဆည်းပေးနေသလိုဖြစ်နေပြီးတော့ရှန်ကျန်းနဲ့ကျူးဟိုင်းလိုမျိုးလူဦးရေထူထပ်တဲ့ကန်ယိုရန်မြို့ကြီးတွေက ဒီ NDA ကိုပို့ပြီးတော့ရင်ဆိုင်နေရတယ်ဆိုတာဒီဖြစ်ရကသက်သေပြနေပါတယ်အခုအချိန်မှာတော့ကွမ်တောင်ပြည်နယ်တစ်ခုလုံးကအရေးပေါ်အခြေအနေမှာပဲရှိနေပါသေးတယ်။ယာယီခလုံးကြီးစခန်းတွေကလူတွေနဲ့ပြည်내နေစေဖြစ်ပြီးတော့ မြို့ကြီးတွေရဲ့လမ်းမတွေပေါ်မှာလူသူကင်းမဲ့နေသေးပါတန်းနေချီတဲ့ပြည်သူတွေကမုံတိုင်းလုံးဝထွက်ခွာသွားပြီဆိုတော့ရှင်းလင်းထားတဲ့သတင်းကိုပဲစောင့်မျှော်နေကြပါတယ်လမ်းမရဲ့အနေငယ်အတွင်းမှာကောင်းကင်ကတဖြည်းဖြည်းကြီးလင်းလာနိုင်ပေမဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပြန်လည်ပြုပြင်ထူထောင်ရမယ်ရှေ့လျားတဲ့ခီးကတော့အခုမှပဲအစပြိုးလိုက်ရုံပဲရှိပါသေးတယ်စူပါတိုင်ဖုန်းရာကစားကသူ့ရဲ့ခီးလန်းဆုံးမှာ အပြည့်စည်းပုံကြီးတွေနဲ့စီးပွားရေးဆုံးရှုံးမှုတွေကိုခြံထားခဲ့ရတာမှကလူသားတွေအနေနဲ့သဘာဝတရားကိုပုံမလေးစားဖို့နဲ့ပြောင်းလဲလာတဲ့ရာသီဥတုနဲ့လက်ရောညှိထွေဖြစ်အောင်နေထိုင်နိုင်ရေးအတွက်အမြန်ဆုံးပြင်ဆင်ဖို့လိုအပ်နေပြီဆိုတဲ့မိမရနိုင်တဲ့သင်ခန်းစာတစ်ခုကိုလည်းပေးသွားခဲ့ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်